မျိုးစင်းရဲ့ ice cream ကိုလည်းခေါ်ပါမယ်။ဒါကတော့မျိုးစင်းရဲ့ ice cream ရဲ့အရှိဝင်ပေါက်ကနေရာလေးပါ။သူကအခန်းလေးမှာနှစ်ထပ်လုပ်ထားတယ်။ Museum of Ice Cream ဆိုပြီး post မှာသူဖွင့်ထားတယ်။ဝင်ကြီးက28ဒေါ်လာပေးရတယ်။ဒီ ice cream လေးကိုဝင်သွားဒီ museum နဲ့ဝင်သွားပြီဆိုရင်ပထမဆုံးရေခဲကြောက်စားမယ်။နေရင်လည်း ီ ice cream နေရာကိုသွားမယ်။ဒီဟာ cookie တို့ pizza တို့လုပ်တယ်။လုံမီဝင်ကြောင်းနေတဲ့သူတို့ပြတာတယ်။အဲဒီကနေပြီးတော့ကိုက cookie စားတင်နေဆိုရင် cookie လေးကိုဘဲနေပြီးတော့ယူသွားပြီးတော့ဒီအခဲနဲ့မှာစားလို့ရတယ်။ဒီအခဲလေးမှာကထိုင်ပြီးတော့ TV ကြည့်မယ်။စောင်းလေးကြီးယူဖက်လို့ရတယ်။အဲဒီနေရာမှာကိုစားတင်တဲ့ cookie လေးကိုဘဲနေလိုက်ရုံပဲ။ဒီမှာထိုင်ပြီးထိုင်ပြီးပြီးတော့ အာကိုတပုံရိုက်ခြင်းလေဆိုရင်ဒီပေါင်လေးတယောက်ဝင်ပြီးတော့တပုံရိုက်လိုက်ရင်ဒီဟိုက TV ပေါ်မှာပေါ်လာမယ်ပြီးရင် ီဥစားကဧကဲလို့ထင်ရပေမယ့်စာအုပ်ဒီကိုတင်ရတဲ့စာကြည့်ခန်းလေးရှိတယ်။ကိုပွင့်လိုက်တာကဒီ ice cream နဲ့ပတ်သက်တဲ့စာကြည့်ခန်းလေးပေါ့နော်။ဒီထဲမှာ ice cream နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုစာအုပ်လေးတွေနဲ့လုထားပေးတယ်။တကယ်ကိုလှပပါရောနော်။အကုန်လုံးကမိကလေးတွေသဘောကျတာပေါ့။ပန်းရုံလေးတွေနဲ့ပဲသူကပုံပေါ်ထားတယ်။ဒီ နယူးဇီလန်နဲ့ဝင်ပြီဆိုရင်ပထမဆုံးအနေနဲ့ကိုချိုင်းနေတဲ့ဖေဗာနဲ့ရေခဲကြောင်းလေးတွေစားလို့ရတယ်ပြီးရင်ဒီအက်ရှ်ကရီးဒီဘောနော်ဒီနေရာကိုရောက်ဖို့အတွက်လင်းမြန်ဆိုပြီးတော့စိတ်ကူးရင်မရှိခိုင်းနေအဲ့ဒီနေရာမှာလေရေခဲမှုဖြတ်ကျွေးရင်အဲ့ဒီဟာပြီးတော့ကိုကဒီအက်ရှ်ကရီးနဲ့ပတ်သက်တဲ့ဟာတွေကိုတပုံနေရိုက်လို့ရတယ်စောင်းလေးတွေကိုလည်းကြည့်လို့ရတယ်အခုစားခြင်းနဲ့ကူကီးကိုလည်းကိုက hash key cookie ပေါ်တော့အဲ့ဒါကိုယူစားလို့ရတယ် cookie ရဲ့နောက်ပြကြားထဲမှာအရေးကမကိုညှပ်ထားတယ်ပေါ့ဒါဒီပြထိုင်းဒီမှာသူတို့ပြုလုပ်ထားတဲ့ဟာပေါ့အခင်းလေးကတော့ချင်းချင်းလေးဒါပေမဲ့နှစ်ထပ်လေးကိုကြီးကြီးချင်းချင်းသူတို့ပြုလုပ်ထားတယ်အဲ့ဒီကနေပြီးတော့ကိုကဟိုဘက်ကိုဆက်သွားမယ်ဆိုရင်ဒီ ice cream မပြုတ်လို့တယ်ပေါ့နော်စိတ်ယုံလို့နေသားမျိုးကိုကိုယ်တွေးရမယ်ဘုံရလာတို့ကဒီမှာတပုံရိုက်နေကြတယ်တပုံရိုက်ပြီးတော့မဟိုဘက်ကိုဆက်သွားမှုအတွက်ဒီကနေပြီးတော့ဒီတူကောင်မလေးကနေပြီးတော့ရှင်းပြနေရပေါ့ဒီမှာတပုံရိုက်ရင်ဒီ screen မှာပေါ်လာလိမ့်မယ်အာဆိုရင်ကြောင့်သူကရှင်းပြတယ်ပြီးတော့နားလို့ဒီဒီ ice cream လောက်တဲ့ပေါ့နော်ပုံစံနေရာမရောက်ခင်ပေါ့ဒီမှာလမ်းလေးပေါ့ဒီကလည်းအခုဆိုရင်ဒါ ice cream လုပ်တဲ့နေရာလိုမျိုးပဲဒီနေရာမှာသူဆောက်လို့လေရတယ်။ဒါသူပြသလာတာပေါ့ဒီခေါလေးတွေနဲ့ဘယ်လိုမျိုးလုပ်တယ်ဆိုတာလေးတွေပြီးရင်ဒီဥစားနဲ့ဂိမ်းလေးတွေကစားလို့ရတယ်။ပြီးရင်ဒီမှာဆိုင်လေးနေနေသူကတရားကြီးလိုမျိုးတော့ဟိုမမမမမလေးတွေလုပ်ထားပြီးလေတာကိုကိုကြိုက်တယ်ဆိုရင်ယူစားလို့ရတယ်ဒါဒီ ice cream ကလည်းနဲ့ ice cream ခရိုင်နဲ့မလုပ်ထားတဲ့အရာလေးပေါ့ဒီမုံလေးလေးဆိုရင်တရားမုံလေးလေးလေးအရင်စားတော့ကောင်းလေးကတိုင်းလေးတိုင်းပဲဒါတော့အာ post room မှာရှိနေ ice museum ကို ice cream ကျောင်းလေးပါဒီမှာသူတို့ပြီးပြီဆိုရင်ကိုအမောဖြစ်ဖို့အတွက်ရေခဲမုံနဲ့ပေါင်မုံတွေကိုယူစားလို့ရတယ်ကိုကျိုင်းနေတဲ့ရောင်ကိုယူပြီးတော့အဲ့ဒီမှာသူတို့အပန်းဖြစ်ဖို့အတွက်ခုံလေးကြီးရှိတယ်အခုံလေးကြီးမှာကိုကထိုင်ပြီးတော့အနားယူပြီးတော့ စကားလေးတွေပြောလို့ရတယ်ပေါ့ဟာဒီဒီမှာပြီးရေဆိုရင် show စီးပြီးတော့ out of ကိုစီးလို့ရတယ်လည်းလားတော့ show စီးတော့ဘူးတယ်လီကနေပဲ out ကိုစီးပြီးတော့ out မှာဒီ show ကနေစီးလာရယ်ဆိုရင်ကလေးတွေကစားဖို့အတွက်ပန်းရောင်လေးနဲ့ဒီလိုလေးရှိရပေါ့နော်ကျေးဇူးတင်ပါတယ်